ဲ့မယ်နူဝင်ကျွေးရှိရင်ကြည်အောင်ဆက်ရတယ်လို့ဆရာတော်ဥပုံမိန်ခဲ့တယ်လို့နမတော်မယ်နူတယောက်ဝင်ကျွေးတွေကြေခဲ့ပြီလားပြီးခဲ့တဲ့မတ်လ28ရက်မွန်လွဲ12:52မိနစ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်စကိုင်းမန္တလေးမကွေးရှမ်းနေပြည်တော်နဲ့ပဲခူးတို့မှာအသက်အိုးအိမ်စီးစိမ်တို့အင်မတန်မှစိတ်မကောင်းဖွယ်ရာပျက်စီးခဲ့ရပါတယ် ဒီလိုဆုံးရှုံးမှုတွေထဲမှာမယ်နုအုပ်ကြောင်းလို့အများခေါ်ကြတယ်။မဟာအောင်မြေပုံသားအုပ်ကြောင်းလည်းပြက်စီးပြိုကျခဲ့ပါတယ်။ဝမ်းနည်းစရာဆုံးရှုံးမှုတွေလူအသက်တွေလောက်စိတ်မထိခိုက်ရပေမယ့်ယဉ်ကျေးမှုအမှုပညာနဲ့သမိုင်းဝေလက်ရာတစ်ခုအတွက်တော့နှမျောစရာကောင်းလွန်လာပါတယ်။မန္တလေးမြို့တောင်ပိုင်းအင်းဝါမြို့ရှိမဟာအောင်မြေပုံစံအကြောင်းတော်ကြီးခေါ်မယ်နုအုပ်ချောင်းကိုမြမတက်ကရစ်1189ခုနှစ်တွင်ဗာကြီးတော်မင်းတရားစကိုင်းမင်းနဲ့ တောင်ညာဆန်မိဖုရားနမတော်မေနုတို့ကစောက်လို့၍ညောင်ကန်ဆရာတော်ဥပိုအားလှူဒန်းခဲ့တာပဲ ဖြစ်ပါတယ်။ဆရာတော်ဥပိုဟာ1192ခုနှစ်တတ်တော်52နှစ်ဝါတော်32နှစ်တွင် ပြန်လွန်တော်မူခဲ့ပြီးတော့ဆရာတော်ဥပိုရဲ့တပည့်ဆရာတော်ဥပိုအားចောင်းတိုက်ကိုအနှံ့ခဲ့ပါတယ်။ မြမာတက်ကရေ1200ခုနှစ်မှာငလျင်တန်းကြောင့်ចောင်းတိုက်မှာပြိုပြက်ခဲ့ပြီးတော့1234ခုနှစ်တွင်နမတော်မဲနူဤသမီးတော်စင်ဖြူမရှင်ကထပ်မံပြုပြင်ခဲ့လေတယ်။အဆိုပါចောင်းတော်ကြီးမှာ19ရာစုကုန်းပေါင်ခီးရဲ့အကောင်းဆုံးပြည်သူခါစရင်ဝင်ចောင်းတဲ့ចောင်းအဖြစ်ယနေ့ထိတိုင်ထင်ရှားနေဆဲဖြစ်ပါတယ်။မဟာအောင်မြေပုံစံចောင်းမဲနူအုပ်ចောင်းဟာစေတဝင်ဆောင်နဲ့ပြတ်သက်ဆောင်ပါဝင်တော့တစ်တာဖုံးတော်ကြီးចောင်းနဲ့တဒန်သူဆောက်လုပ်ထားပြီးတော့လက်ရမြောက်တော့ကုန်း မောင်ခင်နောင်မြမပိတုကပယံနှင့်ပန်းသမောအနုပညာလက်ရာများကြောင့်ထင်ရှားလာပါတယ်နမတော်မဲနုဟာမြမသမိုင်းထဲကရှမ်းရှမ်းတောက်ခဲ့တဲ့ကုံးမောင်ခင်မိဖုရားတွေထဲကတပါဖြစ်ခဲ့ပြီးတော့နန်းသွင်းအာနာလူပွဲအတွက်မင်းတုံးမင်းရဲ့သားတော်ကိုလှုပ်ချမှုနဲ့ဆက်နွယ်နေတဲ့စင်ဖြူမရှင်ရဲ့မိခင်ဖြစ်သလို့ တီဘောမင်းရဲ့မိဖုရားစုဖုရားလည်းရဲ့အဖွားလည်းဖြစ်ပါတယ်။သခိုင်းမင်းနန်းဆင်းပြီးတော့မဟာတကြတီဟာဖုရားအနီမှာဆန်နန်းနဲ့နေတဲ့အချိန်သခိုင်းမင်းနန်းပြန်ရရှိရေးအတွက်နမရော်မဲနုနဲ့ဆလင်းစားတို့ပေါင်းချံကြောင်းအစစ်ခံခဲ့ကြရာနမရော်မဲနုမှာဝန်ခံခဲ့တာကြောင့်မြမာတက်ကရေ1200တခုနှစ်ကဆုံလဆန်12ရက်တွင်ရေချခွမြတ်ခံရဖို့အမိတ်ချမှတ်ခံခဲ့ရပါတယ်။ နမရော်မဲနုဟာရေမာဖြောက်ဖြက်ခံရမယ့်အမိန့်ကိုကြားပြီးနောက်မှာသူမလှူဒန်းခဲ့တဲ့မဟာအောင်မြေပုံစံကြောင်းမှာတည်င်းသုံးနေတဲ့သူမအင်မတန်ယူတည်ရတဲ့ဆရာတော်ဥပုပ်ကိုတွားရောက်ဖူးမြော်ဖို့ခွင့်တောင်းပြီးတော့ဆရာတော်ကိုတွားရောက်ဖူးမြော်ခွင့်ရတဲ့အခါဆရာတော်ဥပုပ်ကမိနုသူ့ကျွေးရှိရင်ဆက်ရတယ်ဆိုတဲ့စကားကိုကြားနာပြီးတော့ဆရာတော်ကိုဥချကတီတီငြိမ်ငြိမ်နဲ့ခေါ်ဆောင်ရကိုလိုက်ပါသွားခဲ့တယ်လို့သိရပါဗျ။ နမရော်မင်းတို့ကိုတောင်တမန်အင်းရဲ့အရှင်းမြောက်တောင်မေဘရက်ကုံကန်းဆက်မှာရေချကအဆုံးစီရင်ခဲ့ကြတယ်လို့တမိုင်းမှတ်တမ်းများအရာသိရှိခဲ့ရပါတယ်။အတိတ်တစ်ချိန်ကရှင်ဘရင်ရဲ့အချစ်တော်မိဘရဖြစ်ခဲ့စဉ်အင်းဝတနိုင်ငံလုံးနုဆိုတဲ့စကလုံးကိုတော့ပြည်သူများသုံးဆွဲခွင့်မရှိခဲ့ပါဘူးတဲ့။နုနုထွတ်ထွတ်ဆိုတဲ့စကလုံးအစားအီအီထွတ်ထွတ်လို့သာသုံးထုတ်ရမယ်လို့ကြားသိပူခဲ့ပါတယ်။ ဲ့ဒီလောက်ထိအတ္တကြီးမှမာနခတ်ထံကဩဇာအာဏာကြီးမှခဲ့တဲ့မိဖုရားဟာတနေ့မှာတော့မိမိရဲ့မာနတွေကြောင့်ပဲရှင်ဘရင်ရဲ့အမျက်တော်ရှာကတေတံပေးခံခဲ့ရပါတယ်။ဘလို့ပဲသမိုင်းတွေရှိခဲ့ပါစေတဘာဝပေးအနေနဲ့ကြုံလာတဲ့အချိန်မှာသင်္ခါရသဘောတရားကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ရှင်နွေးချမ်းကလည်းအခုလိုဝမ်းနဲ့စရာဆုံရှုံမှုတွေကတစ်ခုအဖြစ်စိတ်မကောင်းစွာဖြင့်ယခုလိုမှတ်တမ်းတင်ပြအပ်ပါရယ်။မိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းကြပါစေ။ ကက်ဆိုးတွေကိုရှောင်ရှားနိုင်ကြပါစီလို့ထပ်ဆင့်ဆုတောင်းပေးလိုက်ရပါတယ်ရှင်ကြီးစုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်